စင်ပြေလို့ဒီကလေးကိုလေတင်းရက်တဲ့ပေးတာဟောဆရာမရဲ့ဟုတ်လားကျော်ရိုးကြီးမှာစားဖို့ညီတော့အစင်ပြေတဲ့ကိစ္စကိုဘလို့မှအစင်ပြေနိုင်လို့အဲ့ဒီတင်းရက်ဆယ်ရဲ့ကျွန်တော်ပေးရတာတင်းရက်ဆယ်ရမှဒီကလေးကိုကျွန်တော်ပေးလိုက်မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ကလေးငယ်မလေးတော့ကိုအသက်ရှင်မှုတော့ကိုဒီကြီးမှယူပေးလိုက်တာငယ်မလေးတော့ကိုကအစင်ပြေအောင်လုပ်ကောင်းငယ်မလေးနှလုံးကွဲစိတ်ကမှဆိုတော့သူ့တော့ကိုဦးစားပေးပြီးအကြီးမကြီးဆောင်းတော့အောင်လို့ပေးလိုက်တာဒီများကွာတင်းရက်ဆယ်ကကျွန်တော်လည်းမပေးကြည့်မပေးရတယ်တယောက်ထားပြီးတော့တယောက်ကအလုတ်ထွက်လို့လို့ဆိုတော့လုံးဝအစင်ပြေလို့ ီသိန်း20ရဲ့လုံးဝပေးပေးပြအောင်ပေးမှာပါကျွန်တော်တို့ကမွေးကြီးနဲ့လို့ရှိရင်စိတ်မွေးပေးမှာပါသိန်း20ရရင်အဆင်ပြေသွားနိုင်လားဆိုတော့ဟိုပတ်စံမလို့ပေးရတော့မဟုတ်ဘူးเนาะဟိုကို့မှာအဲ့လိုအခက်အခဲဒုက္ခတွေရောက်နေလို့အဲ့လိုမျိုးပေးရတာဟိုအမှန်တကယ်တော့ကိုသားသမီးနဲ့ကိုပဲအတူနေကြအောင်မခွဲခြင်းဝင်လို့ဘာသာလုံးလုံးကြီးမှာဒီကလေးအနာကြီးမွေးမဲ့လို့ရှိဆိုရင်သိန်း20နဲ့မွေးမဲ့လို့ရှိဆိုရင်အဲ့တော့မြတ်တိုင်းရွေးကြောင်တို့ဒီကလေးမျိုးပြောင်းတော့ပေးလိုက်မှာ ပြီးတော့ကျွန်တော်တို့ဒီဘဝတက်ကနေပြီးတော့ညနေအလုပ်ပြန်လုပ်မယ်စီးပွားရေးဆက်မယ်ဒီလိုပုံစံမျိုးပေါ့နော်ခမရတို့တွေကတာသမီကိုမွေးပြီးတော့မှရောင်းစားနေတဲ့မွေးရောင်းသမားတွေဖြစ်နေတယ်။ငယ်မလေးပဲဖြစ်ဖြစ်အကြီးမလေးပဲဖြစ်ဖြစ်ခမရတို့ကဒီတာသမီတွေကိုချစ်တယ်ဆိုရင်ဒီအမောင်ကလေးလေးကိုချစ်တယ်ဆိုရင်ခမရတို့တသက်လုံးမဆုံးပြစ်ဘူး။ကျွန်တော်တို့မိသားစုမှာကျွန်တော်တို့အမေကတာသမီ9ယောက်မွေးတယ်။9ယောက်9ယောက် မေကအမြင်နဲ့လူလူမာလေး तू မစားရရင်နေပါစေ तू သားသမီးတွေဝမ်းဝမ်းပြီးရော तू မတုံးရရင်နေပါစေ तू သားသမီးတွေတုံးရရင် ပြီးရောကျွန်တော်အမေကျွန်တော်အဖေတွေအဲ့လိုလူမျိုးကျွန်တော်ဘေးရဆိုင်ကားသမားအမေကအထယ်ချုပ်မှာအထယ်တွေထမ်းနေကျွန်တော်အမေတို့တည်တည်လေးခန္ဓာပေါ်လေးရ तू မှာအထုပ်တွေတဲရှာတဲ့အထယ်တွေတဲရှာတယ် तू သားသမီးတွေဝမ်းမဝမှာဆိုလို့ကျွန်တော်ကငငယ်ကကျွန်တော်တို့တွေက အဆင်မပြေတဲ့မိသားစုတွေမှာပါတယ်။ဒါပေမဲ့အမေကကြောင်းသွားတဲ့အမင်းလိုလိုကြက်သားရင်မြေနဲ့ထည့်ပေးတယ်။ဘလောက်ထိအမေကသားသမီးတို့မျက်နှာမူအောင်ကြားလဲဆိုတော့ကျွန်တော်ဆိုရင်ကြက်သားရင်စားလို့အမေကကျွန်တော်ကြက်သားရင်မထည့်ပေးပါနဲ့။ကြက်သားရင်ထည့်ပေးပါ။ဒါမစားချင်လို့အဲ့လိုပြောရတယ်ပေါ့ကွာ။ကျွန်တော်တို့အမေကျွန်တော်တို့မိသားစုတွေကျွန်တော်တို့အဲ့လိုထူဆိုင်တာ။ကိုခင်ဗျားတို့တောင်းတဲ့30ခင်ဗျားတို့အဲ့30ပေးလိုက်မယ်။ ခင်ဗျားတို့နောက်အဲ့လိုဆက်မလုပ်တော့ဘူးလို့ခင်ဗျားတို့ကခင်ဗျားတို့အာမခံရလားခင်ဗျားတို့ဂရိပေးရလားနောက်သားသမီးမိမိတွေမွေးလာခဲ့ခင်ဗျားတို့ဒီလိုမွေးရောင်းကိစ္စတွေထပ်မလုပ်ပါတော့ခင်ဗျားတို့ဂရိပေးရလားအစားအကောင်သားပဲစကားအကောင်မပြောနဲ့ဒီကိဒီကာလမှာကုံသေးလုံးကြီးရည်တွေပါတယ်ကျွန်တော်စင်ကြီးတွေလာမပေးနဲ့နော်မကျွေးနိုင်မလုံနဲ့နော်မကျွေးနိုင်မလုံနဲ့ရိုင်းရိုင်းပြောရရင်မကျွေးနိုင်မမွေးကြနဲ့ဟင်နော် အလကားနေရင်လည်းဂီဟာတွေကိုဒုက္ခတွေတော့မပေးနဲ့။နော်ခမရခုခိုင်နေဦးမယ်တော့ပေးဦးမယ်။သူ့အနေနဲ့တော့သူ့ဆောက်ပြတနာရဲ့သူရှုပ်နေလား။နော်။ကိုတာသမီးပဲဗျာ။ကိုချစ်လို့မွေးတာတော့မဟုတ်ဘူးလား။ဟိုဘကူရအောင်။တွေးစမ်းပါဗျာ။ခင်ဗျားတို့ကမိဘပီးသားလိုက်စမ်းပါ။နော်။ကိုတာသမီးမွေးပြီးတော့မှရောင်းစားတယ်မွေးရောင်းပြီးပါပေါ့လေမရောက်ပါသေးနဲ့ဗျာ။နော်။ကောင်းပါတယ်။